โอเคပေါကလီ reaction youtube channel ပြန်လဲကျူဆိုပါရစေကျွန်တော်ဒီနေ့မေလ10ရက်နေ့2025ညနေပိုင်းနောက်ဆုံးရရှိထားတဲ့သတင်းများနဲ့အပမင်းအောင်လိုက်မရှိတော့အပမင်းအောင်လိုက်မရှိတော့သူ channel ပြီးသူလက်ထဲရောက်သွားပြီဆိုတော့တော်တော်များများပြီးသူလက်ထဲရောက်သွားပြီဆိုတော့ဟောဒုက္ခပါပဲเนาะသူအပြင်းမထွက်လဲပြုတ်มาပါပဲနာမည် ရှိတော့လည်းပြုတ်တာပဲထွက်တော့လည်းပြုတ်တာပဲဆိုတော့โอเคကျွန်တော်တို့ဒီနေ့မှာတော့ဘယ်စကားနေပြုတ်သွားပြီလဲဆိုတာကျွန်တော်နဲ့အတူတူချက်လောက်ကြည့်အောင်ပြီးတော့ဟိုဘက်မှာလဲတင်းတန်းသွားမြင်တင်းသွားတက်ပြန်ပွဲသွားတက်ပြန်မဲ့ဟွာပွဲသွားတက်ပြန်မဲ့နောက်ဆုံးဟွာ security တမားတွေနဲ့အတူတူတန်းထိုင်နေရတယ်ဆိုတော့ဆိုတော့စရမကောင်းเนาะဟိုမှာချင်းချင်းပြီးတောင်မှ မြောက်လိုက်တော့ကြည့်ချင်းတဲ့ရုပ်မပေါ်ဖြစ်နေရနော်ဆိုတော့ okay let's start it ဒီနေ့မှာတော့ဗမာမာငတ်ကင်နန်လေးတင်းနေတယ် jet fighter ပြစ်ချတာလားပြက်ကျသွားတာလားအတီးပြုလို့မရသေးဘူးနောက်တစ်ခုက60မမဘုံဒီပြီ American dollar တန်းနဲ့ချီတန်နဲ့60မမဘုံဒီတွေလေတက်ကလာပြီးစကခ27ချင်လာချတယ်ဒါပေမဲ့ KI နဲ့ပူအောင်တက်တွေလက်ခံရရှိကြောင်းတရင်တရင်ကောင်းပါပါတယ် ဒါလေးနဲ့စဖွင့်ကြရအောင်ဗမော်တိုက်ပွဲကတော့ပြင်းထန်နေပါတယ်ဗမော်ဟာအထင်ကြီးမြို့ပါဗမော်ဟာတရုတ်ကုန်စီကုတန်းရောင်းဝယ်ရင်းနေတကွအခြားသောတမိုင်းကြီးတဲ့တမိုင်းအစင်လာကြီးတဲ့မြို့တစ်မြို့ဖြစ်တဲ့အပြင်ဗမော်ကြိုက်မြေကြီးနာကြတယ်လို့အောင်တိရှိနားလေပြီးသားအတိုင်းမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကတော့မနေ့ကကျွန်တော်တင်ပြလို့ရရင်နှစ်စီအစင်သစ်ပြင်သားပြီး ရှစ်ကိုနှိစစ်ပို့နေရပါတယ်။မနေ့ကတော့ခန့်ကင်တကော Jeff Fighter ဗီဒီယိုနဲ့တကွပြောပြခြင်းပေမဲ့ဟိုဘက် Allegate Review မှာကြည့်မယ်။ပြတ်ကြတာလားပြစ်ချနိုင်တာလားအသေးစိတ်ပြည်ကြီးကတရားဝင်ထုတ်ပြန်မှုမရှိသေးပေမဲ့ငှက်ကတော့ Jeff Fighter တစည်းပြတ်ကျသွားတာမျိုးတော့ကျွန်တော်တို့ဗီဒီယိုကလစ်မှာတွေ့ရှိရပါတယ်။အပြင်သတင်းရင်းမြစ်များရဲ့ပြောကြားချက်အရာတော့60မမဘုံဒီတွေ ်မြန်ကန်ဒေါ်လာတန်းတဲ့ချီတံပိုးရှိပါတယ်ဆိုတဲ့အရာတွေလက်ခံရရှိတော့ထက်ခါထက်ခါတရေတကာပိုင်းဒီကနေ့မြို့သားညီညွတ်ရေးအစိုးရ NUG နဲ့ပတ်သက်ပြီးအတန်ကြီးစုညံနေပါတယ်ဒါပြင်မှာဒီရုရှားတော်မင်းရုရှားတော်တဲ့မင်းအောင်လိုက်ရှီကျစ်ဖင်နဲ့တွေ့ဆုံတဲ့တရေအပါအဝင်ဒီနေ့ညပြန်လာမယ်ဆိုတဲ့တရေရှိနေတယ်လို့အခင်းချင်းအဆက်ဆက်တွေကလည်း နတ်နတ်ရှာရှာကြီးကိုရှုပ်ထွေးနေပါတယ်ဒီလိုပဲရန်ကုန်ရုရှားတန်ယုံမှာနှစ်80ပြည့်အခမ်းအနားချင်းပါပါတယ်ဒူးချုပ်စိုးဝင်းဆိုတဲ့လက်ဖက်ချောက်တက်ပါတယ်အဲ့တော့ဖက်စစ်တပ်ရဲ့ပထမဦးဆုံးစစ်ကောင်းဆောင်နဲ့ဒုတိယစစ်ကောင်းဆောင်တွေဟာပွဲတက်မပြတ်နေတော့မှာပဲကီဘီနယ်ထိုင်းကျမနယ်ဇက်မှာစခန်းတွေတစ်ခုတစ်ခုကြဆုံးကုန်တာကိုတွေ့ရပါတယ် မနေ့ကအထိစစ်ကောင်းဆောင်တွေပွဲတက်ဖို့တိုက်ပုံချုပ်ပြင်ဆင်နေတုန်းမှာမြောင်လေးပင်မှာခလာရငါကိုရှစ်ကိမီနဲ့နေဇက်မှာထိခိစကန်ဒီကနေ့တော့တက်မာခွန်နေမီမှာရှိတယ်စစ်ကောင်စီရဲ့ခမရ24တက်ရင်တန်လက်စကန်ကိုထပ်သိမ်းပါတယ်အဲ့တော့တောင်းပိုင်းပွဲချမ်းပြီဘာဒီတို့မိုးတို့အတီးတို့အကြုံတို့ ပေါ်ချမ်းတာဘူးတကယ်ချမ်းနေတာကိုတွေ့ရပါတယ်။တိုင်းမြန်မာနယ်စပ် KNU တပ်မခွန်နေမြေအတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့ခမရ24တပ်ရင်းတပ်လန်စစ်ခန်းကိုတင်ပိုက်လိုက်တယ်ဒရုန်းတွေနဲ့ဘုံကျဲတယ်87မမလက်နက်ကြီးများနဲ့ပြက်ခတ်တယ်ထုံးစစ်စင်တယ်မနေ့ကစစ်တပ်ရဲ့တခေါ်ဘီကွီးစခန်းကိုတင်လိုက်ပါသေးတယ်ဗျဂျားဖြတ်ဒီနေ့မနေ့ကတော့စခန်းတင်တဲ့အထိမ်းမက်နဲ့အရှိတ်မော်တရာတောင်ကျောမှာရှိတဲ့တန်တန်လက်စခန်းကိုထပ်ပြီးဆက်တိုက်ပြီးပါ ဖက်စစ်တပ်ကတော့လုံမီတထုံးစံအတိုင်းပဲလေရင်နဲ့ပုံချဲပါတယ်အဲ့တော့ကနေလေဘူအောင်တပ်တွေထိုးစစ်ဆင်နေတဲ့ဒီကျွန်တော်တို့တန်လက်စခန်းဟာခန်းနိုင်ငံတဆောင်ရမ်းမြုပ်နေအပိုင်မဲလာကြေးရွာဘက်မှာဘာရတာကမာမိုက်ကစ်တတော်နီနီကကတီရှိတာကိုသူတွေ့ရတယ်အဲ့တော့ထိုင်းထိုင်းဘက်ကတော့စစ်တပ်နေဆက်ဂိတ်တွေအပြစ်ချထားပြီးတော့ နာရီတခါနနာရီတခါတင်ကားရှင်တန်းတွေနဲ့အသွားပြန်ပတ်နေပါတယ်။သူ့နိုင်ငံအချုပ်ချာဖို့သူကာကွယ်နေတာကိုကြည်ရင်ကိုယ့်နိုင်ငံရဲ့အချုပ်ချာအာဏာကတော့ဒေဂျင်းအာဂျင်တာအောက်မှာစုံစုံမြုပ်ပြီးပျောက်ကွယ်နေတာကိုတွေ့ရပါတယ်။တိုင်းပြည်ရဲ့စစ်တပ်အဖြစ်ခံယူရပြီးတိုင်းပြည်ရဲ့ဗဏ္ဍာငွေဘတ်ဂျက်တွေအာဏာလေးလိုချင်ရှာပါတယ်ဆိုတော့ကျွန်တော်တို့မင်းအွန်လိုင်းဖတ်စစ်အကြံဖတ်တက်ကတော့ဒီပါအာယုပြပါအာကိုပစိန်ယူလို့ခဏခဏပြောပြီး တရုတ်ကိုကျွန့်ခံဖို့ရုရှားကိုကျွန့်ခံဖို့တရီတများများဖြစ်နေတဲ့အခြေအနေကိုအားလုံးမြင်ကြရမှာပါဒါကြောင့်မို့ဒီအပိုင်းမှာဖက်စစ်တပ်အပေါင်းပါတစုပါတရုတ်နဲ့ရုရှားကိုဗာပီးရပီးရကျွန့်ခံဖို့အစင်သစ်ဖြစ်နေပြီတစ်ဖက်မှာဖက်စစ်တပ်ရဲ့စစ်အာဏာမစွန့်လို့ရာရေးစစ်အာဏာရှင်စနစ်မကြဆုံးရေးအတွက်တိုင်းပြည်ကို တိုင်းတစ်ပါးကျွန်အဖြစ်သို့သွင်းတဲ့အခြေအနေမျိုးတွေကတော့ထင်ထင်ရှားရှားတွေ့လာရပါတယ်။ဒါရင်းနဲ့အတူဒီကနေ့ကျွန်တော်တို့တာယာဝီအုတ်တွင်းပကိုးရိုးမှပေါက်ကောင်းအုတ်တွင်းလမ်းပိုင်းမှာဒီလူကဝေးတက်မတော်3800တက်ခွဲငါဘုံမိုးကျိုးလေးနဲ့ရဲဘော်တူဖန်းစီခံရတယ်တရင်များထွက်ပေါ်နေပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဘုံမိုးကျိုးလေးအကောက်ကနေပြီးတော့ စစ်တပ်ကလိုက်လံဆက်သွယ်နေတယ်ဆိုတဲ့အခြေအနေတွေလည်းကြားနေရပါတယ်။ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့ဒီဘူမူဂျိုးလေးနဲ့ကျွန်တော်က friend ရှိရပါတော့။တငယ်ချင်းလည်းဖြစ်တယ်၊မိတ်ဆွေလည်းဖြစ်တော့ကျွန်တော်လိုက်ပြီးတော့လေ့လာကြည့်တဲ့အခါဘူမူဂျိုးလေးရဲ့အကောင့်နဲ့ဖုန်းနှလုံးကတော့အဲဒီဖန်စီခံရတဲ့အထဲမှာမပါသွားဘူးလို့အဲသူ့ရဲ့တက်ကတင်လာတာကိုကျွန်တော်တွေ့ရပါတယ်။တရင်ထုတ်ပြန်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းတရင်မှာတရင်ထုတ်ပြန်မှုကိုအတီးပြူပေးပါမြေပြင်မှာပြန့်နေတဲ့တရင်တွေကိုအတီးမပြုတ်ပါနဲ့ဆိုပြီးဘူမူ ဘုံမိုးကျိုးလေးရဲ့တိုက်ရင်3800တက်ခွေး9ကအတိဖေးထားပါတယ်ဒီအချိန်မှာသတင်းတွေကဖောင်းပွနေတော့ဟိုဘက်ကြည့်လိုက်တယ်တမျိုးဒီဘက်ကြည့်လိုက်လဲတဖုံဒါရင်းနဲ့ပတ်သက်ပြီးအင်မတန်ပြည်သူလူထုမှာဝေဝါတွေ့ဝေစိတ်ပြက်စရာတွေလည်းဖြစ်နေတယ်ဆိုတာကျွန်တော်တို့နားလဲပါဒါကြောင့်ဒီနေ့ဆိုရင်မန္တလေးမှာလေပြင်းထပ်တိုက်တယ်။မနေ့ကတနေ့ကကြောက်ဆယ်မှာကလေးတွေထပ်လုံတယ် တိုင်းပြည်ကတော့ကကြီး၃ပါးနဲ့ကျန်သမျိုး၅ပါးထံကနေအလူးလဲခံနေကြရတာပေါ့ဒါပြင်မှာကုံစိန်လုံးကြီးမြင့်မှုပြည်သူစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးပေါ်တာဆွဲတာတွေလူငယ်တွေဟာမိသားစုတွေဟာတိုင်းပြည်တွင်းကပြည်သူလူထုဟာဘသူရဲ့အကူအညီကိုမှလောက်လောက်လာလာရံ့နေပဲတမိသားစုချင်းတအူးချင်းခုခံနေရတဲ့အခြေအနေတွေကိုလည်းကျွန်တော်တို့တွေ့ရပါတယ်။ဒါကြောင့်ပြည်သူလူထုကစစ်ကိုအမြန်နိုင်စေချင်နေပြီဆိုတာကျွန်တော်ခံစားမိပါတယ်။ စစ်အနိုင်တိုက်ရေးလုပ်ကြပါစစ်ကိုအနိုင်တိုက်ကြပါပြည်သူဟာစစ်နိုင်ခြင်းပြီဒါကြောင့်စစ်နိုင်ခြင်းတာလေခက်ခဲကြမ်းတမ်းနေပြီဖက်စစ်တပ်ရဲ့ရုပ်မာမှုဟာလေဇာတ်တပိုးတိုးပြီးမချစ်တင်ကဲနဲ့ဂျုံကန်နေကြရတယ်ပြည်သူစစ်မှုတန်းဥပဒေပေါ်တာဆွဲမှုကြောင့်ပြည်သူလူလူဟာမိမျိုးစုံနဲ့ဒုက္ခပင်လဲဝေပြီးတူးချင်းခုခံနေကြရတယ်ပြည်တွင်းမှာအလောက်ကန်ရှားပါမှုကုံစင်းလုံးကြီးမြင့်မှုတွေနဲ့အတူ ဝင်ဝင်ထွက်ဝင်မကာမီပဲသမီးစားရရုံတာအသက်ရှင်ရရုံတာသမီးလေးစားနေရတယ်ဘောရေကမလားမိကပြက်ကကြီးသုံးပါတဘာဝဘေးတံလေးနဲ့အတူဂျန်မျိုး၅ပါးဆိုတဲ့မင်းဘေးမင်းဘေးလို့တော့မခေါ်တိုက်တဲ့လူရုပ်မာတွေရဲ့ဘေးဒီဘေးတွေနဲ့အပြင်ပြိပထွက်ခွာမယ်ဆိုတော့လဲထွက်ခွင့်မရအောင်ဤမျိုးစုံနဲ့အကြက်ကင်နေတယ်ပြိပနိုင်ငံဒီမှာဆိုရင်လဲနိုင်ငံရဲ့ပြည်တွင်းစစ်မင်းနဲ့တကွာ ဆင်းရဲဆုတ်ချတော်တဲ့အချိန်ကြီးကိုအချိန်ကြီးအရာပေါ့နိုင်ငံမဲ့ဘဝနဲ့တိမ်ငယ်စွာဆက်ဆံခံရရတယ်။စကိုင်းမကွေးဒေသတွေမှာဆိုရင်စက္ကဆာဟာလေကြောင်းတဲ့ဘုံကျဲကင်းပတ်ဆက်တက်လေဒီနဲ့အချီ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 ပြိနေအတက်ခံအင်းဒီမီးရှို့ရွာဒီမီးရှို့မရင်းချင်းတက်ဖြတ်ဒီလိုအချိန်ကြီးရောက်နေပါတယ်။ဒီအောင်ဒေသတွေမှာလည်းဒီတိုင်းပါပဲနေ့စဉ်လေနဲ့ဘုံကျဲနေတယ်ဒီနေ့ထိပ် တပိတ်ချင်းမှာကျဲသွားသေးလို့နောက်ချုံမှာလေဘုံကျဲသေးရတယ်။သတင်းတွေမှာဖတ်ပြီးပြီဖြစ်တဲ့အတွက်ကျွန်တော်တခုချင်းအသေးစိတ်ပြောနေတော့အဲ့တော့လူငယ်တွေအနာဂတ်လုံးဝပျောက်သွားပြီ။ဘမပြည်တွင်းမှာပြည်သူလူလူဟာလုံးဝအနာဂတ်ပျောက်သွားတဲ့အခြေအနေကိုတွေ့ရပါတယ်။ပညာရေးကျန်းမာရေးစီးပွားရေးလူမှုရေးပတ်ပေါင်းစုံအနာဂတ်ပျောက်သွားတယ်။ပြည်သူလူတက်ရလုံးဟာအကြောက်တရားနဲ့နေစဉ်ဖြတ်တန်းနေကြရတယ်။လက်ရှိမီမရရှိမှု ရေမြရှိမှုကုံစိမ့်မှုကြီးမြင့်မှုဒီတန်ဒီအောက်မှာမသိယုံတမဲအသက်ရှင်ရက်တီရုံးကန်နေကြရတယ်။ဒါကြောင့်မို့စစ်ကိုနိုင်စင်ချင်နေပါမယ်။စစ်နိုင်ရင်အာနာရှင်လက်အောက်ကအလွန်မြောက်ခွင့်ရမှာ။ဒီကာလမှာတော့တိုင်းပြည်ရဲ့အစွန်အဖျားမြို့နယ်ဂွဲလေးတွေမှာတော့လွမြောက်နေပါသေးတယ်။ဖက်စစ်တပ်ရဲ့စွမ်းအားဖက်စစ်တပ်ရဲ့လုံနိုင်စွမ်းတွေဟာကျန်နေသေးတယ်လို့ဖက်စစ်တပ်ဟာသူ့ရဲ့နောက်ထပ်စွမ်းအားကိုမြင့်တင်ဖို့အတွက် တရုတ်နဲ့ရုရှားကိုပြည်ချီတလုံးဖက်ပေါင်းပြီးကြုံခံဖို့အဆင်သင့်ဖြစ်နေပါတယ်ဒီအချက်ဟာကျွန်တော်တို့ပြည်သူလူထုကိုတပ်ဖြတ်ဖို့ကလွဲရင်အချားအချားပါမှမရှိပါဒါကြောင့်ကျွန်တော်တို့တော်လိုင်းသမားတွေနိုင်ငံရေးသမားတွေနိုင်ငံရေးကောင်းဆောင်တွေတော်လိုင်းကောင်းဆောင်တွေကြည်လို့ရအနေမြီမှာရောက်ပြီးဒီပတ်တနေရာမှာရှိနေတဲ့အခါကြောင့်ရံမဖြစ်ကြပါနဲ့ ငါတို့မိသားစုလွတ်မြောက်နေပြီငါတို့ပြောချင်တိုင်းပြောမယ်ဆိုချင်တိုင်းဆိုမယ်ငါတို့အဖြစ်တင်မယ်ဝေဖန်မယ်ငါတို့ဖောင်းထုတ်မယ်ဆိုတာမျိုးတွေမဟုတ်ပဲစေတနာမှန်မှန်ရိုးရိုးတက်တာနဲ့တော်လိုင်းကြီးပေါ်မှာထောက်ပြဝေဖန်မှုတွေနဲ့ညညွတ်မှုကိုအခြေခံတဲ့ပြောဆိုဆောင်ရွက်မှုတွေလောက်ကံမှုတိုက်တွန်းမျှော်လင့်လိုပါတယ်တော်လိုင်းကြီးကောင်းဆောင်လေးကယူထားတဲ့သူတွေဟာလေငါကငါအစိုးရငါကငါဘာငါဟဘာပဲဆိုပြီးပြည်သူရဲ့တစ်စိမ့်မြင့်နေရကိုမယူပဲပြည်သူနဲ့တသားတဲ့ စစ်အနိုင်တိုက်ပေးဖို့လိုပါတယ်။ဒါမှစလေကျွန်တော်တို့ဒီလိုတောင်းတနေတဲ့စစ်အနိုင်တိုက်ရေးစစ်နိုင်ခြေနေတဲ့ပြည်သူစံတာကျွန်တော်တို့ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ခင်ဗျားတို့စစ်နိုင်ခြင်းနေပြီဆိုတာကျွန်တော်ခံစားမိပါတယ်။အဲ့တော့စစ်နိုင်တိုက်ဖို့ကျွန်တော်တို့မလုပ်ရဘူးလေ။ညှို့ရအောင် ညညွတ်တယ်ဆိုတဲ့နေရာမှာအကျိုးစီးပွားအရညညွတ်ချင်းပုဂ္ဂိုလ်ခင်လို့တရားမင်လို့ညညွတ်ချင်းမျိုးတွေမဟုတ်ပဲညညွတ်ရေးမူဝါဒခိုင်ခိုင်မာမာရှိရမှာဖြစ်တယ်လို့ညညွတ်ရေးဟာယောသားမှုကိုအခြေခံရမှာဖြစ်ပါတယ်ယောသားတော်ဝေဖန်ဖြစ်တည်မှုယောသားတော်ထောက်ပြမှုတွေဟာနိုင်ငံရေးကကျင့်ဝင်နေပြည့်စုံပါတယ်တချို့တလီကထောက်ပြဝေဖန်မှုအစားရိုင်းဆိုင်ဆဲဆုံမှုတွေဟာ ျွန်တော်တို့ဒေါ်လာရင်းနိုင်ငံအင်အားစုတွေကြားထဲမှာပုံမဝေးกว่าသွားတာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီကနေ့မြို့သားညညရေးအစိုးရရဲ့ဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး DVB သတင်းဌာနကတင်ပြတဲ့ခေါင်းစဉ်ပေါ်မှာတုံ့ပြန်မှုတွေပြင်းပြင်းထန်ထန်ဖြစ်နေတာကိုကျွန်တော်တွေ့ရပါတယ်။အမူရောက်ကတိုင်ရင်းတွေထွက်သွားတာအစိုးရမျိုးမရှိဘူးလို့ဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူပြောဆိုတဲ့ခေါင်းစဉ်တစ်ခုဖတ်ပြီးပြဿနာတွေတက်နေကြတာတွေ့ရပါတယ်။ ကျွန်တော်ဒီဗီဒီယိုကိုအစနဲ့အဆုံးကျွန်တော်ကြည့်လိုက်ပါတယ်ကျွန်내ပြောကြားချက်တွေကတော့လောလောလာလာပြောစရာမရှိပေမဲ့ဒီတစ်ချက်ကိုကျွန်တော်သိချ MOD အောက်ကတယင်းတွေထွက်ခွာသွားတာကိုစိုးရိမ်စရာမရှိဘူးလို့ပြောတာလားလို့ကျွန်တော်သိချကြည့်ပါတယ်အကယ်၍အဲ့ဒီတိုင်းသာပြောခဲ့မယ်ဆိုရင်တော့ကျွန်တော်လက်ညှိုးတက်တယ်ထိုးပြီးပြောဖို့ဝင်မလေးပါဘူးတိုးတော့ဝန်ကြီးချုပ်ရုံးရဲ့ NUG ဝန်ကြီးချုပ်ရုံးရဲ့ပြောဆိုချက်ပါအမေရိကကတယင်းတွေနှုတ်ထွက်သွားပါတယ်လက်နက် ခရံကိစ္စအပေါင်းအခြားသောကိစ္စရက်တွေနဲ့နားလည်မှုလွဲတာတွေအမြင်မတူတာတွေဖြစ်လို့ထွက်ခွာသွားတာကို MOD အနေနဲ့စိုးရိမ်မိပါအဲဒီလိုလေးလားပြီးတော့မှထပ်ပြီးတော့ဒါမဲ့ကျွန်တော်တို့အနေနဲ့မစိုးရိမ်ပါဘူးတဲ့ဘာလို့မစိုးရိမ်ဘူးလဲဆိုတော့ MOD အောက်ကထွက်ခွာသွားပေမဲ့ဒီတက်တွေဟာဘုံရသူဖက်စစ်တက်ကိုအတူတိုက်မဲ့သူတွေဖြစ်တာဖြစ်တဲ့အတွက် MOD အောက်ကတိုင်နေထွက်ခွာသွားလဲစိုးရိမ်နေရမရှိပါဘူး ဘုံရံသူကိုအတူတိုက်ကြမှာပဲလေဒီစကားလေးကိုခြံထားပြီးတကြွတော့သတင်းဌာနအတဲ့တယ်ပြောရရင် DPP သတင်းဌာနကခေါင်းစဉ်ကိုနားလည်မှုလွဲစင်နိုင်သောပုံစံတင်လိုက်တဲ့အတွက်အငင်းပွားမှုလေတစ်တည်မှုတွေနဲ့ရင်းရင်တည်တည်ပြောဆိုမှုတွေပါပါဝင်လာတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒီနောက်ပိုင်းမှာမြို့သားညီညွတ်ရေးအစိုးရထုတ်ပြန်မှုတွေကိုကျွန်တော်တို့ကြည့်တယ်ဒေါ်လာ25တန်းတုံးဆွဲတယ်ဆိုတာမျိုး တဖက်မှာကာကူလီတာတွေခောက်စင်းတွေအတွက်မဖြစ်နိုင်ဘူး။ဘာညာဝေဖန်ဖြစ်နေတာပါ။ဒါဒါဒါကပြဿနာမရှိဘူးပေါ့။တကယ်လည်းမရောက်ပါဘူး။တရင်နေစီတကယ်မရောက်ပါဘူးဆိုတာမျိုးဒါကရတယ်ပြောလို့ရတယ်ဝေဖန်လို့ရတယ်တဲ့တယ်လေပြောရမယ်။အခုဒီကနေ့ထပ်ပြီးတော့ဒီတရားဇာတ်အကိစ္စနဲ့ပတ်သက်ပြီးတော့မြို့သားညီညွတ်ရေးအစိုးရရဲ့တဲ့အတုံးစိတ်ရှင်းန်းတွေကိုပွင့်လင်းမြင်သာစွာပြည်သူလူထုကိုချပြရမယ်လို့ဒီနေ့ဝန်ကြီးချုပ်ကပြောပါတယ်။ဆိုတော့ဒါဟာကြိုးဆိုရမယ်ကိစ္စပါ။ မာရာတွေထိုင်ပြောနေတဲ့မြတ်ကာလပတ်လုံးကျွန်တော်တို့ကပေါင်းစည်းညီညွတ်မှုကိုရရှိမှာမဟုတ်ပါဘူးပေါင်းစည်းညီညွတ်မှုကိုမရတဲ့မြတ်ကာလပတ်လုံးစစ်တပ်အကြိုက်ခွေးဝန်းတောက်ကျွန်တော်လေလေပြနေရပဲဖြစ်ပါလိမ့်အဲ့တော့ပြစ်တင်စရာဝေဖန်စရာရှိတဲ့နေရာကြိုက်ရင်ခိုင်ခိုင်မာမာ ပြက်ပြက်သားသားမူဝါဒနဲ့ကျင့်ဝတ်များနဲ့အညီဝေဖန်ပြစ်တင်ကြရပါလိမ့်မယ်မာရာမှားတာပဲမှန်တာမှန်တာပဲ NUG တွေ NUD တွေ ABC တွေ D တွေကျွန်တော်တို့မသိဘူးကျွန်တော်တို့ဒီပေတံဒီတရားမျှတမှုနဲ့ အမှန်တရားဖြစ်ပါတယ်အဲ့တော့လက်ရှိ ရွေ့လာတဲ့ NUG ရဲ့အရွေ့ဒီပေါ်မှာကျွန်တော်တို့ဟာကြိုဆိုရမှာဖြစ်ပါတယ်ကဲမကြိုဆိုဘူးသူတို့ပြောတယ်မှာကျွန်တော်တို့ထိုင်ပြောမယ်ဆိုရင် NUG ကိုကျွန်တော်တို့ဖျက်ပိုက်လာကျွန်တော်တို့ဖျက်ပိုက်နိုင်တဲ့စွမ်းအားကျွန်တော်တို့ရှိတယ်အန်ယူဂျီကိုကျွန်တော်လုံးဝမကြိုက်တော့ဘူးလားလုံးဝလက်မခံတော့ဘူးလားကျွန်တော်ပြန်တွေးရအောင် အဲ့တော့လင်းနစ်တာတိစောက်ထားတဲ့ NUG အစိုးရအနေနဲ့မပြင်းအောင် institution တစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်တပ်တွေရှိတယ်လူတွေရှိတယ်ဗဏ္ဍာရင်းမြစ်တွေရှိတယ်ဆိုတော့ NUG ကမရှိခြင်းတက်တော်လန်ရေးအတွက်ရှိခြင်းဟာပိုကောင်းတယ်လို့အကြံမြင့်ယူဆလို့ရပါတယ်သို့တော့ပိုကောင်းတယ်လို့ဆိုတဲ့ဇကားမှာအတိတ်တွေရှိပါတယ် NUG ကဒီပုံစံတမ်းမဟုတ်ပဲပြုပြင် ပြောင်းလဲမှုများလုပ်ပါလူတွေမူတွေပြောင်းပါ နော်ပြည်သူလူထုကိုယူသားပါအစိုးရစိတ်မပုတ်ပါနဲ့တော်လိုင်းကြီးတမားဖြစ်စီချင်ပါလေလို့ကျွန်တော်တို့တဖွာဖွာနေ့စဉ်မပြတ်နေပါကျွန်တော်တဲ့တဲ့နိုင်ငံကြီးအရာဘူဝါရအရာကျင့်ဝေးရကျွန်တော်ပြောဆိုထောက်ပြခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့ဘသူမျက်နှာမှာကြည့်မှာမဟုတ်ပါတော်လိုင်းကြီးမျက်နှာကိုသာကြည့်မယ်ပြည်သူလူထုမျက်နှာကိုသာကြည့်မှာဖြစ်ပါဒါကြောင့်ဒီနေရာမှာ NUG အနေနဲ့အသိရှိစေချင်တာကစစ်အနိုင်တိုက်ရေးကလွဲအခြားဟာဒုတိယထားပါ စစ်နိုင်မှမီးပိုင်မယ်မီးပိုင်မှအစိုးရဖြစ်မယ်အစိုးရဖြစ်မှခမားတို့ကိုလူလေးစားမယ်လက်ရှိ NUG လောက်ပတ်စံမတုံဆွဲဘူးလူအင်အားမရှိဘူးရင်းမြစ်မရှိဘူးနိုင်ငံတကာဆက်ဆံရေးအာမကောင်းတဲ့ TNL တို့ MNDA တို့ကိုတရုတ်ကောအမေရိကန်ကောကျွန်တော်တို့ရော NUG ရောခမားတို့ကပါအစ NUG ကြီးဆက်မဆက်ဆန့်ခြင်းလဲဆက်ဆန့်နေရတယ်လို့လေးလေးစားစားဆက်ဆန့်နေရတယ်မလား ဘာဖြစ်လို့လဲမိပိုင်လို့စစ်နိုင်တာစစ်နိုင်တော့မိပိုင်တယ်မိပိုင်တော့အစိုးရဖြစ်တာပဲဗျဟုတ်ပါတယ်နော်ဒါကြောင့်မို့အရှိမှဖြစ်ပြီးခဲ့သမျှအရာတွေအားလုံး ਨੇ ပတ်သက်ပြီးကျွန်တော်တို့နားလေခွန့်လို့ပေးတယ်လို့မဟုတ်ရင်တော့နောက်တစ်ချိန်ကြာမှာပဲနင်းနဲ့ချင်းဆိုင်ထိုင်ပြီးပြောကြတာပေါ့ဗျအခုကာလမှာတော့အမျိုးသားညီညွတ်ရေးအစိုးရ ਨੇ တရင်တက်ဖွဲ့များကြီး တော်လိုင်းပူပေါင်းတက်တွေတီးကြတက်တွေပြည်သူလူထုကစစ်နိုင်ခြင်းနေပါပြီမနှက်ဖြန်နိုင်ရင်တော့ကျူတူကြမယ်သူတွေကြီးပါပဲဒီညနိုင်အောင်ဒီညတော့နိုင်စီခြင်းနေအရန်ခက်ခဲနေကြပြီဒါကြောင့်မို့ဒီကနေ့ဝင်ကြီးချုပ်ပြောဆိုတဲ့စကားပေါ်ကျွန်တော်ကျူစုပါတယ်စရင်စရာတွေအတိအကျလောက်ပါရှောင်ကြည့်နေပြောတဲ့စကားလိုပဲစရင်စစ်ချုပ်ခတ်ပါမိုင်းမှားကြောင်ဝေခံပါ 慢慢着，啊，大对口的建设嘛。他啊，那一点嘛，都要有工程的吃饱。啊，所以啊，说没办法的。多年来，他妈都要给路给我们建设没得嘛。他、這、啊、個，那牛鸡苗丹尼牛也，所以啊，怕的。但是啊，多年来，那一些高山苗谷，只能离离散散，一点也看不清吃饱的。所以说，只能路，那牛都必须要喂完别的，母的，但是也来一路没羊肉。只能路，羊来追头嘛，羊肉的。 ျွန်တော်တို့ရလက်ဟာပါလေကျွန်တော်တို့လိုချင်တဲ့ရလက်ဟာပါလေစစ်နိုင်ဖို့ပါဘသူ့ကိုနိုင်ချင်တာလေစစ်အာဏာရှင်မင်းအောင်လိုက်အချမ်းပတ်ဖက်စစ်တပ်ကို ဖြစ်ပါတယ်ဒါကြောင့်နိုင်ချင်တာလေပြည်သူလူထုကိုကယ်တင်ကာကွယ်ဖို့ဖြစ်ပါတယ်ပြည်သူလူထုကိုဘာကြောင့်ကယ်တင်ကာကွယ်မှာလဲပြည်သူလူထုဟာကျွန်တော်တို့အမိအဖကဲ့သို့မေတ္တာတရားပြည်သူမေတ္တာတရားနဲ့ကျွန်တော်တို့ရှင်းတန်နေရလို့ဖြစ်ပါတယ်ပြည်သူမေတ္တာကမင်းတို့အပေါ်ဘာလို့ရှိရလဲ ကျွန်တော်တို့ကပြည်သူကိုချစ်လို့ဖြစ်ပါတယ်ပြည်သူကမင်းတို့ကိုဘာလို့ချစ်တာလဲတရားမျှတမှုနဲ့နိုင်ငံအနာဂတ်အတိုင်းပြည်လူထုအနာဂတ်အတွက်ကျွန်တော်တို့တော်လှန်ရေးရဲဘော်တွေ PDF တွေတော်လှန်ရေးနိုင်ငံရေးသမားတွေဟာကိုကြိုးဆောင်ရွက်နေလို့ဖြစ်ပါတယ်ဒါတွေဒါတွေရောက်အပြန်အလှန်ချစ်ခင်ရင်းနှီးနှွေးထွေးမှုကျင့်ဝတ်များနဲ့ကျွန်တော်တို့ရလက်ကိုဆွဲထုတ်ကြရအောင်အဲ့ဒီရလက်ဟာပြောပါဆိုပါဝေဖန်ပါထောက်ပြပါ ရင်တီးရိုင်းဆိုင်ချင်းတွေကိုရှာပါတပတ်မှာစစ်နိုင်ရေးအတွက်နီလန်ပေါင်းစုံအတွေးပေါင်းစုံရှုတော်ပေါင်းစုံနဲ့ချီကပ်ကြရင်တပတ်မှာဖက်စစ်တပ်မင်းအောင်လိုင်းဆက်လက်ရှင်တန်နေတဲ့တောက်တိုင်မှန်သမျှကိုလည်းကျွန်တော်တို့စနစ်တကျသုတေသနပြုပြီး data server တွေစောက်ကစနစ်တကျဖြိုချတဲ့ viewer မျိုး ရလက်မျိုးတွေကျွန်တော်တို့ဆောင်ရွက်ရမှာဖြစ်ပါတယ်တူတူငါတမင်းတယောက်တစ်ချောင်းတစ်ခါလာတရွာတပုတ်စမ်းဆိုရင်တော့ ။စီဗံမလက်တော့ဝိလိုပဲမဲပြာပစိုးဘဝနဲ့စစ်တပ်ဟာအချိန်ကြာလာတဲ့အချိန်ကြာလာတာနဲ့အပြန့်ကျွန်တော်တို့တော်လန်ရေးကိုပုံမအားနဲ့ချိနဲ့အော်ညီပေါင်းစုံနဲ့လှုပ်ပြီးတော်လန်ရေးဟာဒီ9နှစ်ကာလမှာမှရလက်အဖြစ်တခုခိုင်ခိုင်မာမာမထွက်ရင်နောက်ထပ်ဘလောက်ကြာမလဲဆိုတဲ့ကိစ္စဟာအင်မတန်တွေးကြည့်လူလူအတွက်စိုးရင်စရာကောင်းတာပါ ဒါကြောင့်မို့ဒီကိမှာပြောပါဆိုပါဝေဖန်မှာဖြစ်တယ်မှာတိုးတော့ကျင့်ဝင်များနဲ့အညီမူဝါဒများနဲ့အညီပုံကူကြီးတွေဖယ်ထားတော်ရင်သစ္စာတရားနဲ့ကျွန်တော်တို့ဒီသူကိုမစုကျွန်တော်အပါဘူးထောက်ပြဝေဖန်ပြောဆိုမှုတွေလုပ်နိုင်ပါတယ်ဒါပေမဲ့စစ်တပ်လူမျိုးဖက်စစ်တပ်ရဲ့စစ်အာဏာရှင်စနစ်လူမျိုးဆဲဆိုခြင်းရိုင်းဆိုင်ခြင်းဓာတ်ပုံနိုင်ငံကြီးဓာတ်ပုံတော်လှန်ရေးတွေလှုပ်ခြင်း အကောင့်တူတွေနဲ့ဝိုင်းပြီးပြောဆိုကြရင်အကောင့်တူတွေနဲ့ကိုယ်မထောက်ခံသူကိုဝိုင်းပြီးနမေဖြတ်ပုံကြီးဖြတ်ခြင်းတွေကိုအူးချင်းကစရှောင်ရှားကြဖို့မိငါဘာကမှမရှောင်အောင်ပါလေလို့မေးကြရရှိပါတယ်တကယ်တော်လန်ရေးကိုယုံကြည်တယ်တော်လန်ရေးပေါ်မှာတတ်ဝင်ယုံကြည်တယ်ဆိုရင်ရှောင်ကိုရှောင်အောင်ပါလေ 马后爷啦，多兰伊的马后爷，楼下马后包。多兰伊哈，直接看到面面包嘞。多兰伊这个路边长大，多兰伊宝马路边啊，得出嘛？小马等的呀，骗宜价了嘛？慢的开到多兰伊宝马，舒舒嫩嫩的，德文熊吉姆啊，便宜，吉文两两你撇单谢谢一，细心别忘多兰伊的马，那伊的马瘦了。 ိုင်းပြုတ်ပြီပြုတ်ပုတ်ကိုဖြစ်ပါလေမိမိလုံးရများဟာပြည်သူလူထုကစံထားအလေးထားရတဲ့စံပြပုတ်ကူမျိုးဖြစ်ဖို့တိုင်းသမားနိုင်ငံသမားတအူးချင်းမှာတာဝန်အဖြစ်ရှိပါလေထို့လူပဲပြည်သူလူထုဟာလေတတ်နိုင်တဲ့နီးနဲ့ရတဲ့နီးနဲ့သတင်းကြည့်ရုံလိုက်ပြီးရုံဒီလောက်နဲ့မဟုတ်ပဲအတူပူပေါင်းပါဝင်တိုက်ပွဲဝင်တဲ့နီလန်းအစ်စ်တွေကိုရှာဖွေကြရပါလိမ့်ဒါဟာ ဒါပေမဲ့ငါးနှစ်ပြည့်ကံဒီရလက်တစ်ခုမထွက်နေရင်စိုးရင်စရာကောင်းတဲ့အခြေအနေတစ်ခုမှကျွန်တော်ဒီချောင်းနေပြောနေတာအဲ့တော့ချုပ်ပါရင်မဒန်ညီရဲ့အစိုးရရဲ့ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူရဲ့ဝန်ကြီးချုပ်ရဲ့ပြောစကားတွေဟာတော်လိုင်းရေးအပေါ်မှာတစုံတရာများအနောက်ချက်ဖြစ်ခဲ့ဝေဖန်လို့ရပါတယ်ပြစ်တင်လို့ရပါတယ်သို့တော့ကျင့်ဝင်နေရပါမယ်မနိုင်မှာတော့ဘသူမျက်နှာမှမထောက်တော်လိုင်းကြီးမျက်နှာကိုကြည့်ပြောရပါ ်မှန်နေရင်မှန်ကြောင်းချီကျူးရရပါမယ်ကျွန်တော်မြန်မာတွေကလေအမားတကူဆိုလက်ညှိုးဝိုင်းထိုးပြီးတော့ပုံကြီးချက်တတ်ကြပါမယ်တကယ်တော့တကယ်ကောင်းတဲ့ကိစ္စတွေကိုချီကျူးဖို့မိနေကြတယ်ချီကျူးလေးစားခြင်းဟာလေညညရေးရဲ့အခြေခံအကြောင်းတရားတစ်ချက်ဖြစ်ပါတယ်ဆိုတော့နောက်ဆုံးပိုင်းကိုဆက်ကြရအောင် နောက်ဆုံးပိုင်းမှာဒီကနေ့ဆိုရင်ရုရှားမှာ မဟာအောင်ပွဲဆိုပြီးမင်းအောင်လိုက်မိသားစုတော်တက်ပါတယ်အဲ့လိုတော်တက်တဲ့အချိန်မှာရှီကျင့်ပင်နဲ့ဒီကနေ့တွေ့ပါတယ်တွေ့တဲ့ဓပုံကြီးလည်းတက်လာပါတယ်ရှီကျင့်ပင်ကတိုင်းပြည်ရဲ့အချုပ်အခြာအာဏာစီးပွားရေးတွေကိုအထောက်ခံပါတယ်လို့ပြောတာကိုသူတို့နိုင်ငံရဲ့နိုင်ငံပိုင်သတင်းစာတွေမှာတော့ဖက်စစ်တပ်သတင်းစာတွေမှာတော့ရွေးကောက်ပွဲကိုထောက်ခံတရားအောင်ရေးထားတာကိုတွေ့ရပါတယ်တေယုတ်ကိုလည်းလိန်ပြည်သူကိုလည်းလိန်တိုင်းပြည်ကိုလည်းလိန်ကိုယ့်ကိုယ်ကိုလိန်တဲ့ဖက်စစ်တပ် ဘာတစ္ဆာတရားမှမသိတဲ့ဖက်စစ်တက်ဘဒုပေါ်မှာတစ္ဆာမရှိတယ်လို့သူတို့စစ်တပ်ပေါ်လဲသူတို့တစ္ဆာမရှိပါသူတို့ကိုသူတို့ပေါ်လဲတစ္ဆာမဲ့တယ်ဒီဖက်စစ်တက်ကိုကျွန်တော်တို့ဘာမှမျှော်လင့်လို့မရပါဘူးဒါပေမဲ့မျှော်လင့်နေတယ်လို့ပါရှိပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အိန္ဒိချင်းတရုတ်နိုင်ငံပါအိန္ဒိချင်းတရုတ်နိုင်ငံဟာဟီကော့ပွဲစစ်တပ်ကိုထောက်ခံတယ်နီးပေါင်းစုံတွေပြတ်တာနေသလိုတစ်ဖက်မှာတန်ငင်းတမန်ကင်းအစင်ပြည်လန်းချုံးမွေစီဖို့ ပန့်ပိုးနေတာကိုလည်းတွေ့ရပါတယ်မြန်မာပြည်ရဲ့ပြည်တွင်းရေးကိုဝင်ရောက်မဆွတ်ဖက်ဘူးလို့တဖော်ဖော်ပြောပြီးမြန်မာပြည်သူတို့ကိုတပ်ဖြတ်ဖို့လေးမြန်နေပတ်စံတွေလက်နက်တွေလည်းပေးနေပါတယ်ဒီနေရာမှာတရုတ်ကိုကျွန်တော်တို့ကတိုက်ကြမလားစီယုံဆွေးနွေးကြမလားဆိုတဲ့ကိစ္စတစ်ခုကကျွန်တော်တို့ဘက်နှစ်ဘက်ကွဲလာတာကိုတွေ့ရပါတယ်တချို့ကလည်းတရုတ်ကိုတိုက်မှာဖြစ်မယ် တရုတ်လုပ်ငန်းတွေတရုတ်ပိုင်ပစ္စည်းတွေအသုံးမဟုတ်တရုတ်အစိုးရပြင်းပြင်းထန်ထန်တုံ့ပြန်မှုစော်အောတိုက်တွန်းကြတယ်တဖက်မှာလည်းတရုတ်ကိုရန်သူလုပ်ရင်တော်လန်ကြီးပျက်စီးသွားတဲ့အထိကြာနိုင်တယ်ဆိုတဲ့သုံးသပ်ချက်မျိုးတွေ့ရပါတယ်အဲ့တော့တရုတ်ဟာပြောဆိုဆက်ဆံဆွေးနွေးလို့ရသလားရသလားကျွန်တော်စကားကိုနားထောင်မလားနားထောင်အောင်ဘယ်လိုလုပ်မလဲကျွန်တော်တို့ကိုစစ်တပ်ဟာကျွန်တော်တို့ပြည်သူလူထုကိုစစ်တပ်ဟာ မတရားအနိုင်ကျင့်ဖိနှိပ်ရက်ဆက်နေပါတယ်လို့သိအောင်ပြောမလားသိရင်ကောသူတို့ကအမှန်တရားကိုလက်ခံမလားဒီမျိုးကနေအများကြီးရှိပါဒီနေ့တရုတ်အစိုးရရှီကျင့်ဖင်ရှီကျင့်ဖင်ရဲ့မြန်မာစိန်မူဝါဒဟာမြန်မာပြည်သူလူထုအတွက်စေခါကြီးတစ်ခွက်ဖြစ်နေပါလေဒါကိုတရုတ်ကသိစီချင်ပါတယ်တရုတ်ဟာဖက်စစ်တပ်ကို တမိုင်းတလျှောက်မှာတရဲမွေးတယ်လို့ဝေးလာခဲ့တာဒီမိုကရေစီနဲ့ပတ်သက်လာရင်ကမ္ဘာပေါ်မှာတရုတ်ဟာဘယ်နိုင်ငံမှမဆိုရန်သူတပွဲသဘောထားပါလေလာရှိုးကိုပြန်ပေးလိုက်လို့ပြော ပြောပေမဲ့လာရှိုးကိုဘုံမကျဲဘူးတေဝါစစ်တပ်ကိုမတားခဲ့ပါအဲ့တော့ဒီမိုကရေစီဒါမလုံးနဲ့သူတို့စကားနားထောင်သူတို့ခိုင်းတာလို့စံစီစားငရုတ်ချက်တော့အာလူကအဆ ခြေလားငွေလားအကုန်ပေးတယ်တရုတ်ပါအဲ့တော့ဒီကားမှာတော့ရှီကျင်ဖင်တရားခန့်နေပါမေဂန်ဆိုရရဲ့မူဝါဒတည်တည်အောက်မှာတရုတ်နိုင်ငံတွင်မတည်ငြိမ်မှုတွေအများပြားဖြစ်နေတယ်လို့တိ့စီးပွားရေးဟာလေဒီတလက်လောက်တွင်မှာကိုဖယူဖျဲဖြစ်သွားစေပါတယ်မြန်အောင်လိုင်းဖက်စစ်တက်ကတော့ ူတင်တို့ရှီကျင့်ပင်တို့ရဲ့တွေ့တဲ့အချိန်မှာမှုရတဲ့မျက်နာလိုပဲကျွန်ခံဖို့ကျွန်တော်အစင်သစ်ပါလို့မျက်ဝန်းများကပြဆုံနေပါတယ်အဲ့တော့ဒီကနေ့တရုတ်ရဲ့ရှီကျင့်ပင်တရုတ်သမ္မတရှီကျင့်ပင်နဲ့မင်းအောင်လှိုင်တွေ့ဆုံတဲ့ဓာတ်ပုံကျွန်တော်တင်ထားပါတယ်နောက်တစ်ချိန်ကမ္ဘာသမိုင်းမှာသမိုင်းမှာငါတို့တိုင်းပြည်ကငါတို့ပြည်သူလူထုကိုသူတို့နှစ်ယောက်အတူပေါင်းပြီးတတ်ခဲ့တယ်ဆိုတာကျွန်တော်တို့နိုင်ငံအနာဂတ်ကလေးတွေကိုအဲ့ရာဝင်တိုင်းပုံပြဖြစ်ဓာတ်ပုံလေးပြပြီးပြောဖို့ တင်ထားပါတယ်ဒီသမိုင်းကိုတရုတ်လိုချင်တယ်ဆိုရင်တော့ဖက်စစ်တပ်ကိုဆက်ထောက်ခံနေနိုင်ပါတယ်ကျွန်တော်တို့ဟာတရုတ်ကိုမုန်းနေတာပေါ့ကျွန်တော်တို့ချစ်လည်းမချစ်ဘူးကျွန်တော်တို့ပြည်သူကိုတပ်ဖြတ်နေတယ်မင်းအောင်လိုင်ကိုကျွန်တော်တို့တော်လှန်နေတာဖြစ်ပါတယ်ဘာကြောင့်တရုတ်ကမတရားလုပ်တပ်ဖြတ်အကြမ်းဖက်မရင်းချစ်နေတဲ့လူရုပ်မှာဘက်ကရက်တီတလဲလို့တွေးကြည့်တော့သူကိုယ်တိုင်လူရုပ်မှာလားလို့တော့တွေးမိတာ ဲ့တော့ဒီလိုစိတ်ကူးစိတ်တန်းနေတဲ့ policy ချမှတ်ထားတဲ့တရုတ်ကိုဘလို့နားဝင်အောင်ပြောချမလဲပြည်သားနဲ့မတိကျင်အောင်စုံပြီးပြည်သူတွေကိုတပ်ဖြတ်မှုပြည်သားနဲ့မတိကျင်အောင်စုံပြီးပြည်သူတွေကိုအကြမ်းဖက်ရက်ဆက်မရင်းချင်းတပ်ဖြတ်မှုကိုကူညီပေးနေတာဟာမြန်မာတမိုင်းမှာဖက်စစ်တပ်မင်းအောင်လှိုင်နဲ့ပူးတွဲတဲခံ ျွန်တော်တို့အိမ်ကြီးချင်းနိုင်ငံတရုတ်အစိုးရအဖွဲ့တမရရှိချင်းဖင်ပါကျွန်တော်တို့ဟာဒီမှာတမိုင်းမှာရေတိုးမှတန်းတင်ရမယ့်အခြေအနေမျိုးဖြစ်နေပါတော်တော်လက်လွန်နေပြီတရုတ်ကြီးကို့အခြေအနေကိုကူတည်ပါကျွန်တော်တို့ဟာတရုတ်နိုင်ငံရဲ့အကျိုးစီးပွားတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်တွေတော်လိုင်းသမားတွေဟာကျင့်ဝတ်နဲ့ညီစွာဆောင်ထိန်ပါတယ်ကျင့်ဝတ်နဲ့မညီနေတာဟာလူကြီးမင်းတို့ပဲဖြစ်ပါတယ်ဒါကြောင့်မို့ ကျွန်တော်တို့ရှင်သူမှဖြစ်စေပါကျွန်တော်တို့တွေ့ဆုံခြင်းနဲ့ဆွေးနွေးခြင်းနဲ့ကျွန်တော်တို့ရဲ့နိုင်ငံအခြေအနေကိုကျွန်တော်တို့တည်တည်ချာချာရှင်းပြခြင်းနဲ့တရုတ်လူကြီးမင်းနဲ့ကမ္ဘာနိုင်ငံတကာကုလသမဂ္ဂအာဆီယံအစရှိတဲ့လူကြီးမင်းတွေကလည်းအကျိုးစီးပွားမပါနဲ့အကျိုးစီးပွားမပါတဲ့လူသားချင်းစာနာမှုဖြစ်နားထောင်ပေးစီခြင်းပါလေအခုဟာက ခမ ्या တို့ကအမှန်တရားပြောက်ပြီးအကျိုးစီးပွားနောက်လိုက်နေတော့ဒီကဘာကြီးမှာအလောင်းတွေပဲထပ်နေမှာပဲလို့ပြောရင်တောင်အားရှစစ်ပွဲကလည်းစတယ်တတရကဘာစစ်စီသွားနေ Okay ကျေးဇူးတင်တယ်ဆန်နီဆိုတီတီပီကြတဲ့ကျွန်တော်မိဘများအရင်ကျေးဇူးတင်တယ်ဆိုတော့မင်းအောင်လိုက်တော့ဒီနေ့ရောက်လာမယ်လို့တည်ရင်ကြားထားတယ်ဒါမဲ့သူရောက်လာနေဘာမှမထူပါဘူးเนาะ Okay ရောက်တဲ့နေရာတိုင်းမှာအားလုံးတတိဝတိယတတိတိကတ်တဘာဆိုပြီးတော့ကျွန်တော်တက်ပြီးတော့ဒီပြီးချင်းပါတယ်ဆိုတော့အားလုံး good night ပါ